ဘတ်ငွေသိန်း100အခိုးခံရတဲ့အကြောင်းကိုလ ినా အသေးစိတ်ပြောပြပေးပါမယ်။ခိုးသွားတာကတငယ်ချင်းအရင်ထဲကပါပဲ။ ဖြစ်စဉ်ကဒီလိုပါလင်နာတို့တွေကတငယ်ချင်းတွေဆိုတော့တငယ်ချင်းတွေအချင်းချင်းဂရုပွဲထားကြတာရရှိတယ် line မှာအဲ့ဒီမှာလင်နာကကိုရဲ့နေ့ညနေတုန်းကပေါ့နော်လင်နာချုပ်ပူလီကိုသွားမယ်ဆိုတဲ့အကြောင်းကိုဂရုထဲကတငယ်ချင်းတွေကိုလင်နာကပြောလိုက်တယ်ပြောလိုက်တော့အခုပတ်စံခိုးတဲ့တငယ်ချင်းကဒီအခွင့်အရေးကိုဘယ်တော့မှသူစောင့်နေလဲတော့မသိဘူးပေါ့နော်လင်နာသွားတယ်ကိုရဲ့နေ့ညမှာပဲသူကလင်နာရဲ့အခန်းကိုဖောက်ဝင်တာပါအခန်းထဲကိုဘလို့ဖောက်ဝင်လဲဆိုလို့ရှိရင်လင်နာတို့နေတာကကွန်ဒိုဖြစ်တဲ့အတွက်ကွန်ဒိုရဲ့အဝင်တွေမှာဓာတ်လေကားတွေမှာဆိုလို့ရှိရင်ကီကတ်ကိုတုံးရတယ် အခုခိုးသွားတဲ့တငယ်ချင်းကလီနာနဲ့အရင်ရင်းနှီးတဲ့တငယ်ချင်းဆိုတော့အဲခဏခဏလီနာတို့အခန်းကိုလာလေတဲ့အခါမျိုးဆိုလို့ရှိရင်လီနာကခဏခဏဆင်းမခေါ်ရအောင်ဆိုပြီးတော့သူ့ကိုခီကက်တစ်ခုပေးထားတာဖြစ်တယ်။အဲ့ဒီအခွင့်အရေးကိုသူကယူပြီးတော့လီနာအခန်းကိုဝင်ဖောက်တာပါ။ ဒါပေမဲ့အဲ့ဒီခေကကကျတော့တက်လီကားကိုပဲဝင်လို့ရတာအခန်းနေအထိကိုဝင်လို့မရဘူးတက်လီကားကနေပြီးတော့တက်လာပြီးအခန်းထဲကိုဝင်ဖို့ဆိုလို့ရှိရင်လင်းနာရဲ့အခန်းတော်ကပုံစံကကျတော့ဗောနော်လက်ဝေးနှိပ်ပြီးဝင်တာသို့မဟုတ်မျက်နှာစကန်ဖတ်ပြီးဝင်တာသို့မဟုတ် password ထည့်ပြီးဝင်တာဖြစ်တဲ့အတွက်တို့ကအခန်းထဲကိုတော့တိုက်ရိုက်ဝင်လို့မရပါဘူးလင်းနာကလင်းနာရဲ့အခန်း password တွေကိုတော့တို့မပြောပြထားပါဘူးဆိုတော့အဲ့ဒီဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဝေယန္တာအပေါက်ကနေပြီးတော့ဗောနော်အဲဝေယန္တာမှန်တကားအပေါက်ကနေပြီးတော့တကားဖြတ်ပြီးဝင်လာတာပါ ဒါဒီဟာကတော့လင်းနာတို့ခြုံပူလီကနေပြီးတော့ပြန်ရောက်တာပေါ့နော်ပုံမှန်ကတော့10ရက်နေ့ည12နာရီ23မှာလင်းနာတို့ကပြန်ရောက်တာပါပြန်ရောက်ချင်းကလင်းနာအိတ်ခန်းတကားထဲကိုမဝင်ရသေးပါဘူးအပြင်မှာပဲနေနေသေးပါတယ်အဲ့ဒီချိန်ထိကလင်းနာကပစ္စည်းပြောက်လို့ပြောက်မှန်းလဲလုံးဝမသိသေးပါဘူးရောက်ရောက်ချင်းဝိလက်ကြောင်ပတ်လုံနေတာအရှိခမ်းမှာပဲနေနေရပါတော့လင်းနာရဲ့အိတ်ခန်းကကျတော့အိတ်ဘေးမှာမြင်နေရတဲ့တကားလေးကလင်းနာရဲ့အိတ်ခန်းပါလင်းနာအခန်းထဲမှာဝိလက်ကြောင်ပတ်လုံပြီးတော်တော်လေးကြာပြီးတော့မှအိတ်ခန်းထဲဝင်တာပေါ့ အိုက်ခန်းထဲကိုဝင်တဲ့အချိန်ကလည်းတကားလေးပဲဖွင့်မယ်ဖွင့်တာပေါ့နော်တကားကိုဖွင့်ပြီးတော့ပြီးလက်ပြီးတော့လင်နာချက်ချင်းမဝင်သေးဘူးဒီတိုင်းပဲနေနေလိုက်သေးတယ်နောက်ပြီးတော်တော်လေးကြာပြီးတော့မလီနာအိခန်းထဲကိုဝင်တာပေါ့နော်ဝင်ဝင်ဝင်လာနဲ့လီနာကပစ္စည်းတွေပြောက်လဲဆိုတော့ထီသွားပြီးအဲ့ချိန်မှာလီနာတငယ်ချင်းလေးကိုခေါ်တယ်ခေါ်ပြီးတော့အဲကိုစိတ်ကိုကိုလဲစုစည်းတယ်ဒါကတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ပေါ့နော်ဒါအရှေ့ရဗီဒီယိုကိုတော့လီနာထည့်ပြီးတော့မထည့်ထားတော့ဘူးနော်ဘာလို့လဲဆိုတော့ဒီနည်းနည်းလေးအာဘယုတ်ဒုက္ခလေးဖြစ်သွားလို့ပေါ့နော် အဲ့ချိန်မှာလင်နာပထမအဦးဆုံးလောက်တာကကြတော့လင်နာရဲ့လှုပ်ဖို့ကင်ဖတ်အကိုလိုခင်ရတယ်အကိုရှီကိုဖုန်းဆက်တယ်ပြီးတော့ပလိတ်တေရှီကိုဖုန်းဆက်တိုင်းတယ်တိုင်ပြီးပြီးချင်းမှာပဲငွေအမောက်တရားတအားနဲ့များတော့ဗောနောပလိတ်တေကလည်းချက်ချင်းနဲ့လာခဲ့ပြီးပါတယ်ကွန်ဒိုဗောနောအဲပလိတ်တေလာတဲ့အချိန်မှာတော့ည2နာရီ2နာရီ50ခွန်ဆိုတော့အဲမနက်3နာရီဗောမနက်3နာရီထိုးပါပြီမနက်3နာရီထိုးပြီးအဲ့ချိန်မှာဒါဖတ်ခနုံကပလိတ်တေလာတယ်ပြီးတော့အဖွဲဆုံးတစ်ဖွဲပြီးတစ်ဖွဲထပ်ရောက်လာတာဗောနော သူတို့ရောက်လာတဲ့အချိန်မှာဒါတစ်ဖွဲနဲ့တစ်ဖွဲကမတူဘူးပလိတ်တွေတော့မှန်တယ်ဒါပေမဲ့အဖွဲတွေချင်းမတူဘူးအဆုံစမ်းစစ်ဆေးရေးအဖွဲတွေပြီးရင်လက်ပွေစကန်စစ်ဆေးတဲ့အဖွဲတွေအဖွဲတွေမတူဘူးပေါ့နော်သူတို့တစ်ဖွဲချင်းသူတို့အဖွဲလိုက်သူတို့လောက်ဆရာရှိတာကိုသူတို့လောက်တဲ့စစ်ဆေးတဲ့မီးမြန်းတာတွေလောက်တဲ့အာလင်းနာတို့ဘက်ကနေလည်းဖြည့်ပေးတယ်ပေါ့နော်ပြီးတော့လင်းနာတို့ဘက်ကနေပြီးတော့တန်လျာရှိတဲ့သူတွေကိုသူတို့ကမေးတယ်အဲ့မှာတည်းလင်းနာကလင်းနာတန်လျာရှိတဲ့သူကတော့ဒါလင်းနာတငယ်ချင်းလင်မယားတွဲပေါ့နော်သူတို့ရဲ့ဖုန်းနဲ့ပတ်သူတို့ရဲ့ Facebook account တွေပြီးလိုက်တဲ့အချိန်မှာပလိတ်တွေကဒါနဲ့ခြေရခံလိုက်တာပါ စုံစမ်းစစ်ဆေးရေးဖွဲ့တွေကလည်းအရန်ကိုတော်ပါတယ်ဒါဖုန်းနံပါတ်နဲ့ Facebook ကောက်လေးပေးရုံနဲ့သူတို့စစ်ဆေးတာပေါ့နော်ဟိုသူတို့အခြေခံလိုက်တာဒီဒီလူတွေဘေးနေရာဘေးနေရာမှာရှိနေတယ်ဆိုတော့တန်းပြီးတော့သိသွားပါတယ်သူတို့တွေကတော့အဲဒီဝေဟင်ဘက်ကဟိုတယ်ဘက်ကိုရောက်သွားတာပေါ့နော်အဲ့ဒီမှာဒီဖုန်းနံပါတ်တွေနဲ့အခြေခံလိုက်မိတယ်အခြေခံလိုက်မိတော့သူတို့အစစ်စစ်စစ်ဆေးတော့အဲ့ဒီမှာရှိတယ်ဆိုတော့တေချာသွားတယ်တေချာသွားတော့ဒါမဲ့လင်နာတို့အနေနဲ့ညာရွေးချင်းဖမ်းဝမ်းရမ်းထုတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်အဲသူတို့ကိုပေါ့နော်ဒီပလိတ်တွေကလည်းသူတို့အဖွဲ့အစည်းနဲ့သူတို့အစင်းစင်းသူတို့စောင့်ကြတယ်အဲ့ဒီဟိုတယ်တွေဘက်မှာပြီးတော့မိုးလင်းကြတော့မှဒါ၁၇ရက်နေ့မနေ့ က်ပိုင်းကြတော့မှဖမ်းဝရမ်းရပြီးတော့ဒါသူတို့တွေကိုဟိုတယ်မှာသွားပြီးတော့ဖမ်းလာခဲ့တာပေါ့နော်။သွားပြီးတော့ဖမ်းလာတဲ့အချိန်မှာသူတို့တွေက6ရက်နေ့ညကခိုးတယ်ဆိုတော့ဒါ10ရက်နေ့နေ့တနေ့ကောင်ကသူတို့တွေက shopping ထွက်ထားတာဖြစ်မယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရမားတသက်ခံပစ္စည်းတွေအနေနဲ့ iPhone 7 Pro Max တွေ Apple တွေအာပြီးလို့ရှိရင်ဒါသူတို့အစ်စ်ဝယ်ထားတာတွေရွှေတွေရောပဲဆွေဆဲကျိုးတွေရောပဲအစ်စ်ဝယ်ထားတာဒါတည့်ရအတင်းမှာပဲသူတို့ငွေ7သိန်းလောက်ကိုသုံးပြီးွားပြီ။ ဒါဒီနေ့စနေရနေ့မှာတော့ဗောနော်ဒါလေးနားတို့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုပြန်ရပါတယ်ရွှေတွေလည်းပြန်တွေ့ပါတယ်အကုန်ပြီးလို့ရှိရင်ပတ်စံအနေနဲ့ကကြတော့ပထမသိန်း100ကျော်လောက်ပျောက်ထားတဲ့နေရာမှာသိန်း90လောက်ကတော့ပြန်ပြီးတော့ရပါပြီ10သိန်းလောက်ကတော့တို့မြန်မာပတ်ချမ်းကိုငွေလွှဲလိုက်တာတွေလည်းရှိတယ်တက်တေတွေတွေ့တယ်အဲဒါပစ္စည်းပစ္စည်းတွေဝယ်တာ8ဒီမျက်မှန်တွေတို့ဝယ်ထားတာအလုံးကအစ်တီပဲဗောနော်အဲ့ဒါတွေလည်းရှိတယ်အဲ့ဒါတွေအကုန်လုံးကိုလည်းတသက်ခံပစ္စည်းတွေအချင်းနဲ့ပြန်ပြီးသိမ်းပြီးပါပြီဆိုတော့လ ినా ကိုစိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့လ ినా ပစ္စည်းတွေကငွေတွေကအကုန်လုံးပြန်ရပါတယ်လို့ပေါ့နော် အအမှုကကြတော့တော့မပြီးသေးဘူးပေါ့နော်ရွှေလေးပစ္စည်းတွေပြန်ရတယ်ဆိုပေမဲ့လည်းဒါကဒီထိုင်းနိုင်ငံမှာဘတ်သိန်း100ကျော်ဆိုတဲ့အမှုဖောက်ထွင်းမှုဆိုတာကဒါအမှုအကြီးစားကြီးပေါ့နော်ဆိုတော့ဒါကတော့သူတို့တွေကိုဥပဒေတိုင်းပဲဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်သူတို့တွေခိုးသွားတဲ့ပတ်စံတွေကလေနာကုမ္ပဏီရဲ့ပတ်စံတွေဖြစ်တဲ့အတွက်ပို့ပြီးတော့ပြစ်မှုကြီးပါတယ်ခိုးတဲ့အချိန်ကလည်းညဘက် ဆယ်နိုင်ကျော်ဝင်ခိုးတာလည်းဖြစ်တယ်ပြီးလို့ရှိရင်အခန်းထဲကိုဖောက်ထွင်းဝင်ရောက်လာတဲ့အမှုကလည်းပို့ပြီးတော့ကြီးပါတယ်ဆိုတော့သူများနိုင်ငံမှာအလုပ်လုပ်စားမယ်ဆိုလို့ရှိရင်လည်းခေါင်းခေါင်းမုံမုံလုပ်စားကြပါဒီလိုခိုးဝက်ပြီးလုပ်စားတာတွေမလုပ်ကြပါနဲ့ဒါလေးပြပြပေးတာပါအလုံးကိုကျေးဇူးတင်ပါတယ်